ီရေးပြပွဲလုပ်မယ်လို့တရုတ်စစ်တပ်ကကြေညာပါတယ်။ဒီပြက်ကမ္ဘာစစ်ကြီးပြီးဆုံးတဲ့အနည်း80ပြည့်ထိမ့်မတ်စီရေးပြပွဲကိုလာမယ့်စက်တင်ဘာမှာလုပ်မယ်လို့တရုတ်နိုင်ငံကထုတ်ပြန်ပါတယ်။တရုတ်သမ္မတရှီဂျင်းပင်ဟာစက်တင်ဘာ3ရက်နေ့ဘေကျင်းမြို့မှာရှိတဲ့ TMN ရေးပြမှာပြုလုပ်မယ့်စီရေးပြပွဲတက်ရောက်မယ်လို့တရုတ်စစ်တပ်ထိတ်တန်းတောင်းဝန်ရှိသူတွေကသတင်းစာရှင်းပွဲမှာပြောပါတယ်။စီရေးပြပွဲမှာမြေပြင်တပ်တွေလေတပ်တိုက်လေယာဉ်တွေတန်ကြပ်ကားတွေ ဒီပညာမြေတိုက်ခိုက်ကြိယာတွေနဲ့ခြိတက်ပွဲပြုလုပ်မှာပါခန္ဓာကိုယ်ရုရှားသမ္မတပူတင်နဲ့တခြားနိုင်ငံခေါဆောင်တွေလည်းတက်ရောက်မှာဖြစ်ပါတယ်ကွန်မြူနီပါတီဘူကော်မတီနဲ့ဘူစစ်ကော်မရှင်တို့ဟာစက်တင်ဘာ3ရက်နေ့မှာစည်ရေးပြပွဲလုပ်ဖို့ဆုံးဖြတ်ခဲ့ကြအောင်တရုတ်စစ်တပ်ကဆိုပါတယ်စည်ရေးပြပွဲမှာမောင်းသူမဲ့စနစ်ရင်နဲ့ဉာဏ်ရည်တုဒီပညာသုံးစစ်လက်နက်ကြိယာတွေအားလုံးထုတ်ဖော်ပြသသွားပါမယ်အဓိကအားဖြင့်တော့တရုတ်ရဲ့စစ်ရင်အားဒေသတွင်းနိုင်ငံတွေအားလုံးကိုသိကြတာ မြင်သာအောင်ပြသမယ်လို့ဆိုပါတယ်ဘလို့လက်နက်တွေလဲဆိုတာတော့အစင်မတမှတ်ရသေးပေမဲ့အနာဂတ်စပမှာတုံးဖို့အစင်သက်ဖြစ်ပြီးသားတရုတ်လို့တိကျမြင့်မာတဲ့စစ်တုံးကရိယာတွေပါဝင်မယ်လို့စစ်တပ်တောင်းရှိသူတွေကပြောပါတယ်ရေကသမားထရန်ကသူရဲ့89နှစ်မြောက်ဝင်းနေမှာစေစွနှစ်များစွာအတွင်းကြီးမားဆုံးစီရင်ပြပွဲကိုကျင်းပခဲ့ပြီးနောက်တရုတ်ကလည်းအလားတူစီရင်ပြပွဲလို့ကိုကျင်းညာလာတာဖြစ်ပါတယ်တရုတ်က 2015ကလည်းတပ်ဖွဲ့ဝင်ထောင်ထဲချီပြီးတော့စီရင်ပြပေါ်ကြီးတစ်ခုလုပ်ခဲ့ပြီးတင်ကားတွေတုံးကြီးတွေအပြင်စစ်လက်ရေးအစင်း200လောက်ပါဝင်ခဲ့ပါတယ်။ဒါအပြင်တရုတ်ဟာအဓိကအဖြစ်အိန္ဒိယထိုင်ဝမ်နိုင်ငံကိုစစ်ရင်အားပြလိုတာပဲဖြစ်ပါလိမ့်။ထိုင်ဝမ်ကိုဘယ်သောအခါမှတရုတ်ကနိုင်ငံဖြစ်သတ်မှတ်ထားခြင်းရှိပါဘူး။ထိုင်ဝမ်ရဲ့လက်ရှိသမရအသက်လမ်းချင်းလေးလက်ထံမှာလမ်းချင်းလေးဟာတရုတ်နဲ့ပတ်သက်ရင်သဘောထားတင်းမှသူဖြစ်တာကြောင့်တရုတ်နဲ့ထိုင်ဝမ်ကြားပြဿနာပိုတက်လာတာဖြစ်ပါလိမ့်။ အထူးသဖြင့်ထိုင်ဝမ်ရေးလက်ကြားကိုလည်းနိုင်ငံတကာကလွတ်လပ်တဲ့မိသည့်တင်မုံစိုးဖြတ်တန်းသွားလောက်မှရှိတဲ့စုတော်ညာလည်းပဲတရုတ်ကလုံးဝလက်ခံခြင်းမရှိပါဘူး။ဥပမာပြောရရင်ဇွန်လ20ရက်နေ့ကထိုင်ဝမ်ရေးလက်ကြားမှာပြည်ထောင်တော်ဝန်ရေးတပ်ကစစ်သည်မောင်းမောင်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေတာတွင်းတည်ငြိမ်တဲ့ညီညွတ်ရေးကိုဖြစ်တဲ့ဟာထိခိုက်စေတဲ့အတွက်အပြင်းထန်ကန့်ကွက်တယ်ဆိုပြီးတရုတ်စစ်တပ်ကသတင်းထုတ်ပြန်လာတဲ့ကိစ္စပါ။ထိုင်ဝမ်ရေးလက်ကြားမှာစစ်သည်မောင်းဖြစ်မောင်းသောမှုကိုဖြစ်တဲ့နဲ့ထိုင်ဝမ်က လူသီးထင်ရှားပြောဆိုတာကိုလည်းကန့်ကွက်ကြောင်းတရုတ်စစ်တပ်အကြီးတန်းရာရှိတွေကပြောပါလိမ့်။ထိုင်ဝမ်ရေလက်ကြောင်းကိုအဲ့ဒီတုန်းကလိုပြည်ထိုင်စစ်သင်္ဘောကင်းလှစ်တာဟာလေးနှစ်တွင်ပထမဆုံးအကြိမ်ဖြစ်တယ်လို့လွတ်လပ်စွာရေချောင်းတွားလိုက်ရတဲ့လုံချုံရဲ့အမခံချက်ပေးဖို့ဖြစ်တယ်လို့ပြည်ထောင်ကပြောပါလိမ့်။ထိုင်ဝမ်အနာမန်ဒီကလည်း HMS Speed စစ်သည်ဘောဟာထိုင်ဝမ်ရေလက်ကြားမှာကင်းလက်ဖြစ်မောင်းတာကိုကြိုးစိုးကြောင်းပြောထားတာဖြစ်ပါတယ်။တရုတ်စစ်ရတောင်ရှိသူတွေကတော့ ဖြစ်တဲ့စစ်သည်မောက်ခီးစဉ်တစ်ချောင်းလုံးတယောက်ကန်ကြီးဆောင်တက်ကလိုက်ပါဆောင်ကြည့်ခဲ့ကြောင်းလေဖြစ်တဲ့ရဲ့လုရဟာလွတ်လပ်စွာရေချောင်းသွာလာခွင့်အမည်နဲ့တယောက်ချုပ်ချာအာဏာကိုချင်းချောက်တဲ့လုရလို့ဆိုထားပါလေချင်းချောက်ရဲ့အဆောင်မှုမင်းသမီးကိုတယောက်အနေနဲ့လုံးဝကြောက်မှာမဟုတ်ပဲပြပြတသာတုံ့ပြန်တော်မယ်လို့တယောက်နိုင်ငံခြားရေးဝန်ကြီးဌာနကအဲ့ဒီတော့ကထုတ်ပြန်ခဲ့ပါလေ